မင်္ဂလာပါ IDM ရဲ့စောင်းမကဏ္ဍကနေပြန်လဲကြိုဆိုပါရစေဒီတစ်ခေါက်မှာတော့စာရေးသူမြူသက်ကိုရေးသားထားတဲ့စစ်ကောင်စီရဲ့မြမရေနံတဲ့တဘာဝတန်ခွေကုမ္ပဏီ MOG အပေါ်စစ်စလန်ရဲ့ပိတ်ဆို့အရေးယူမှုတိရောက်နိုင်မလားဆိုတဲ့စောင်းမကိုတင်ဆက်ပေးမှာဖြစ်ပါတယ်လောလောဆယ်အနာသိစစ်ကောင်စီရဲ့လက်အောက်မှာရောက်ရှိနေတဲ့မြမရေနံတဲ့တဘာဝတန်ခွေကုမ္ပဏီ MOG ကိုပိတ်ဆို့အရေးယူဖို့ ဆွစ်ဇာလန်နိုင်ငံက2025မတ်လ17ရက်နေ့မနေ့ကဆုံးဖြတ်လိုက်တယ်လို့သိရပါတယ်။ဒီဆုံးဖြတ်ချက်ဟာအာနာဒိန်းစစ်ကောင်စီရဲ့ဝင်ငွေလမ်းကြောင်းတွေကတခုကိုဖြတ်တောက်နိုင်မှုနိုင်ငံတကာရဲ့ကြိုးပမ်းမှုမှာအရေးကြီးတဲ့ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ဆိုရမှာဖြစ်ပါတယ်။မြမရင်းနဲ့တဘာဝတန်းွေလုပ်ငန်းကုမ္ပဏီ MOG ဟာဆိုရင်အာနာဒိန်းစစ်ကောင်စီကိုထောက်ပံ့နေတဲ့အရင်းမြစ်တွေတဲကဝင်ငွေအများဆုံးအရင်းမြစ်တစ်ခုလည်းဖြစ်ပါတယ်။2023ခုနှစ်တနစ်ထဲမှာကို ဝင်ငွေအမေရိကန်ဒေါ်လာ1.5ဘီလီယံခန့်ရှာဖွေပေးနိုင်ခဲ့တယ်လို့စာရင်းတွေကသိရပါဗျ2021ခုနှစ်ဖေဖော်ဝါရီလအာဏာသိမ်းပြီးတဲ့နောက်မှာလဲစစ်ကောင်စီဟာသူ့ရဲ့ပြည်내အုပ်ချုပ်မှုအာဏာကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက်စစ်လက်နက်တွေဝယ်ယူနိုင်ဖို့အတွက်နဲ့တိုင်းဒေသလက်နက်ကိုင်တွေနဲ့ပြည်သူ့ကာဝေးရေးတပ်တွေကိုတိုက်ခိုက်နိုင်ဖို့အတွက်အစိုးရရန်ပုံငွေတွေကိုပဲအဓိကအားထားပြီးသုံးစွဲနေရတာဖြစ်ပါတယ်။ယခုလိုအာဏာသိမ်းစစ်ကောင်စီရဲ့ဝင်ငွေအသက်သွေးကြောဖြစ်တဲ့ MOG ကို ဆွစ်ဇာလန်ကပိတ်ဆို့အရေးယူလိုက်တဲ့အတွက်ရေနံနဲ့တဘာဝတန်းဝဲကနေရရှိနေတဲ့ဝင်ငွေတွေညှော်နေသွားမှာဖြစ်ပြီးပြည်သူတွေအပေါ်စစ်ပွဲတွေဆင်နွှဲနေတဲ့စစ်အာဏာရှင်တွေရဲ့စွမ်းရည်တွေလည်းအားနည်းလာနိုင်တယ်လို့ယူဆရပါတယ်။ဒါပေမဲ့နိုင်ငံတကာကစီးပွားရေးပိတ်ဆို့အရေးယူမှုတွေပြုလုပ်လိုက်တဲ့အခါမှာတာမန်ပြည်သူတွေအတွက်လည်းမလိုလားအပ်တဲ့အကျိုးဆက်တွေ ဖြစ်ပေါ်လာလေးရှိပါတယ်။စီးပွားရေးမတည်ငြိမ်တာတွေငွေကြေးဖောင်းပွတာတွေနဲ့ကုန်စည်နှုန်းတက်တာတွေစတဲ့ဒဏ်တွေကိုတော့ပြည်သူတွေကခါစီပြီးခံရနိုင်ပါတယ်။ ား MOG ပေါ်ပိတ်ဆို့ရေးယူမှုတွေကို2021ခုနှစ်မှာအမေရိကန်ကစတင်ခဲ့ပါတယ်။အဲဒီနောက်2020နှစ်မှာဥရောပသမဂ္ဂနိုင်ငံတွေနဲ့ဗြိတိန်နိုင်ငံပါဝင်လာခဲ့ပြီးယခုအချိန်မှာတော့ဆွစ်ဇာလန်နိုင်ငံမှာထပ်တိုးပါဝင်လာတာဖြစ်ပါတယ်။ယခုလိုနိုင်ငံတကာကအာဏာသိမ်းစစ်ကောင်စီကိုစီးပွားရေးရပိတ်ဆို့အရေးယူပြီးဖိအားတွေပေးနေတယ်ဆိုပေမဲ့စစ်အာဏာရှင်တွေကတော့ဒီတန်းကိုခံနိုင်ရင်ရှိနေတာကိုတွေ့ရပါတယ်။ဘာကြောင့်လဲဆိုတော့စစ်ကောင်စီကတရုတ်နဲ့ဖက်ဆက်တိစောက်ထားတဲ့ရွှေတန်းငွေလောက်ကွက်ကနေ အစုရှယ်ယာ15ရာခိုင်နှုန်းကိုရနေပါတယ်။ထိုင်းနဲ့ဖက်ဆက်လုပ်ထားတဲ့ဇော်တိကတန်ငွေလောက်ကွက်တွေကနေလည်းအချိုးကျရှယ်ယာ20ရာခိုင်နှုန်းဝင်ငွေရနေပါတယ်။တခြားတန်ငွေလောက်ကွက်တွေကနေဝင်ငွေတွေလည်းရှိနေပါသေးတယ်။ဒါ့အပြင်ကြောက်စိမ့်နဲ့တင့်မောင်ကုလုပ်ငန်းအပါအဝင်မတရားကုန်သွယ်မှုတွေကနေလည်းဝင်ငွေတွေရရှိနေပါသေးတယ်။အာဏာသိမ်းစစ်ကောင်စီကပိတ်ဆို့အရေးယူမှုတွေကိုရှောင်လွှဲလို့ရမယ့်နီလန်းမှန်သမျှကိုအဆက်မပြတ်ရှာဖွေနေပြီးကျင့်သုံးနေတယ်လို့ဆိုရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေမှာအင်အားကြီးနိုင်ငံနှစ်ခုဖြစ်တဲ့ရုရှားနဲ့တရုတ်နိုင်ငံကအာဏာသိမ်းစစ်ကောင်စီရဲ့အရေးပါတဲ့စီးပွားရေးမာမိတ်ဖြစ်တဲ့ဆက်လက်တည်ရှိနေတာတွေ့ရပါတယ်။တရုတ်ရဲ့အစိုးရပိုင်းကုမ္ပဏီတွေကလည်းမြန်မာနိုင်ငံရဲ့ရေနံနဲ့တဘာဝတန်းငွေလုပ်ငန်းတွေမှာဆက်လက်ရင်းနှီးမြှုပ်နှံတာတွေရှိနေပါတယ်။အဲဒီလိုဝင်ငွေလမ်းကြောင်းတွေတည်ရှိနေတဲ့ပြည်စစ်စလန်နဲ့အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့အရေးယူမှုတွေကလည်းမျှော်မှန်းထားသလိုစစ်ကောင်စီပေါ်ဖိအားပေးတက်ရောက်မှုတွေကတော့အခန့်အသတ်ရှိနေဦးမှာဖြစ်ပါတယ်။ အဆိုပါဒဏ်ခတ်ပိတ်ဆို့မှုတွေကိုနိုင်ငံတကာရဲ့ရည်ရချက်တွေအတိုင်းအကျိုးသက်ရောက်စေဖို့အတွက်ဆိုရင်တော့ပုံမကျက်ပြက်တဲ့နိုင်ငံတကာမဟာဗျူဟာတွေလိုအပ်ပါတယ်။အာဏာသိမ်းစစ်ကောင်စီနဲ့စွန့်ရင်ကုန်သွယ်မှုတွေဆက်လက်လုပ်ကိုင်နေတဲ့ထိုင်းနိုင်ငံကိုစစ်အာဏာရှင်တွေနဲ့စီးပွားရေးဆက်ဆံမှုကိုပြန်လည်တုံ့တက်ဖို့အာဆီယံအနေနဲ့တွန်းအားပေးတင်ပါတယ်။ MOG ပေါ်ပိတ်ဆို့ရေးယူမှုတွေအပြင် တရားမဝင်တပ်ထုတူဖော်ရာနဲ့ကုန်သွယ်မှုကွန်ရက်တွေအပါအဝင် အနာသိစစ်ကောင်စီရဲ့ဝင်ငွေရရှိနိုင်တဲ့တခြားအရင်းမြစ်တွေကိုလည်းပိတ်မှတ်ထားပြီးပိတ်ဆို့အရေးယူတာတွေတိုးချက်တင်တယ်လို့နိုင်ငံရေးလေလာတုံးတက်သူတချို့ရဲ့ပြောဆိုချက်တွေလည်းရှိနေပါဗျ။ဒါကြောင့် MOGE ကိုပိတ်ဆို့အရေးယူဖို့ဆွစ်ဇာလန်နိုင်ငံရဲ့လှုပ်ရှားမှုဟာမြန်မာစစ်အာဏာရှင်စနစ်ကိုတိုက်ဖြတ်တဲ့နေရာမှာလိုအပ်တဲ့ခြေလှမ်းတစ်ရပ်ဆိုပေမဲ့ဒီတခုတည်းနဲ့တော့စစ်အာဏာရှင်စနစ်အမြင့်ပြတ်ဖို့ဆိုတာမဖြစ်နိုင်သေးပါဘူး။အမှန်တကယ်အမြင့်ပြတ်စေဖို့အတွက်ဆိုရင်အဆိုပါပိတ်ဆို့အရေးယူမှုတွေက အာနာသိစစ်ကောင်စီရဲ့ဝင်ဝင်ရာလန်းအရင်းမြစ်တွေကိုဖျက်တောက်ယုံတာမှာကပဲမြန်မာနိုင်ငံမှာဒီမိုကရေစီအရေးအတွက်လှုပ်ရှားနေတဲ့အင်အားစုတွေကိုပါအားကောင်းစေတဲ့ပုံမူကြီးမားတဲ့ညှိနှိုင်းအထုံးမှုတွေလိုအပ်ပါတယ်။အဲ့ဒီလိုမှမဟုတ်ရင်အာနာသိစစ်ကောင်စီကသူ့ရဲ့အကြမ်းဖက်အုပ်စိုးမှုကိုဆက်လက်ထိမ့်သိမ်းထားနိုင်မှုနီလန်းသက်တွေကိုရှာဖွေကျင့်သုံးရင်းနဲ့ခုခံနေနိုင်အောင်မှာပဲဖြစ်ပါတယ်။စာရင်းသူမြူသက်ကိုရေးသားထားတဲ့မြမရေနံနဲ့တဘာဝဓာတ်ငွေကုမ္ပဏီ MOGE အပေါ် စစ်စလန်နိုင်ငံရဲ့ပိတ်ဆို့ရေးယူမှုထိရောက်နိုင်မလားဆိုတဲ့စောင်းမားကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြည့်ရှုသူပရိသတ်တွေရဲ့အတွင်းမြင်ကိုလည်း comment မှာဝင်ရောက်ဆွေးနွေးသုံးသပ်ပေးဖို့လေးစားစွာတောင်းဆိုပါရစေ။အခုလိုအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။